နွေမိသားစုဝင်တို့ရေအားလုံးပဲမင်္ဂလာပါနော် ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်သဘောကျနှစ်ချိုက်မိတဲ့ဆရာဖြိုတီဟာရဲ့စာမလေးတစ်ပုဒ်ကိုဖတ်ပြပေးခြင်းပါတယ်စာမလေးရဲ့ခေါင်းစဉ်ကရင်းနှဲကဖြုံမပြည့်ရသေးတဲ့အဆိုင်ခဲတွေပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်နော်ရင်းနှဲကဖြုံမပြည့်ရသေးတဲ့အဆိုင်ခဲတွေဖြစ်တည်ခဲ့တဲ့မိသားစုဖြစ်ဖြစ်စောက်တည်ထားတဲ့မိသားစုဖြစ်ဖြစ် ကိုမှယူထားရတဲ့တာဝန်တွေရှိတယ်။အကြီးဆုံးသတ္တမီဖြစ်လို့မိဘမို့လို့ရယ်မဟုတ်ဘူး။တာဝန်ဆိုတာတိတဲ့သူမှမှရှိတာလို့ပိုးပို့ပြီးနားလည်လာတယ်။အကြီးဖြစ်ပြီးတာဝန်မတိတာတွေအများကြီးမိဘဖြစ်လာပြီမဲ့တာဝန်မကြီးတာတွေအများကြီးအလတ်ကအငယ်ဆုံးကသတ္တမီကတာဝန်ထမ်းနေရတာတွေတပုံကြီးတိတဲ့သူမှမှရှိတာ။ ိတဲ့သူကမှယူတတ်တာမို့ဘယ်သူမှပြုမိမိမှုလို့ဖြစ်လာတယ်။ဘသူကမှလည်းပေးထားတာတော့မဟုတ်ဘူး။ကိုကပဲသွားယူထားတာ။တစ်ခါမှလည်းအချိန်ကြာလာတော့ဝန်းကျက်လာတယ်။လှချလိုက်ခြင်းနဲ့အားလုံးစီကနေပြေးထွက်သွားခြင်းနဲ့နေနိုင်တဲ့လူတွေကိုကြည့်ပြီးလဲဒေါသထွက်ရတယ်။ဒါပေမဲ့လုံနိုင်လားဆိုတော့မလုံနိုင်ဘူး။ထမ်းပိုးထမိတော့မယ်။ နိုးလိုတောင်မငင်းရဘူးအဆိုးဆုံးကတောင်ဝင်တစ်ခုလိုသူတို့ရဲ့ရပိုင်ခွင့်လိုမြင်လာကြတယ်ကိုကိုတတ်မာတယ်ပဲထင်းနေတယ်ငွေဖြစ်ဖြစ်လှုပ်အားဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာအရာဖြစ်ဖြစ် အချိန်မရွေးလာထုတ်ယူလို့ရတဲ့ ATM ဆက်ကြီးလို့ကို့မြင်နေကြတယ်အတိမတ်ပြုမှုကလေးနှုတ်အားဖြင့်ဖေးမှမှုကလေးတောင်မရကြတော့ဘူးကြားလာတော့ တားပိတ်လောင်လာတယ်။လူကစိတ်ယုတ်ဆန်လာတယ်။ခံစားချက်တွေထုံထိုင်းလာတယ်။နေမပြောတော့ဘူး။အဲ့ဒီလိုလူတွေများရှိခဲ့ရင်ဒီအချက်ကလေးတွေလုံးကြည့်ပါ။နံပါတ်၁ကိုကိုကိုယူဆိုင်ပါ။လူကျင်နာလေးတွေဝဲတာ၊စားကျင်နာလေးတွေစားတာ၊တိတန့်အချိန်ယူတာစသည်ဖြင့်လုပ်လို့ရပါတယ်။နံပါတ်၂ညင်းတက်တဲ့အလေးချင်းကလေးစလုပ်ကြည့်ပါ။ တမင်ညစ်ခိုင်းတာအတ္တရှိတန်းတင်ခိုင်းတာမဟုတ်ပါဘူး။ဘောင်ဒရီတစ်ခုထားစီချင်တာဖြစ်ပါတယ်။နံပါတ်3ကြာနေရေးပါ။ကိုယ်ခံစားချက်တွေကို အရှိအရှိအတိုင်းရေးနိုင်ပါတယ်။နံပါတ်4လုံခြုံစိတ်ချရသူညဝေခံစားနိုင်သူစီရင်ဖွင့်ပါ။နံပါတ်5ကိုယ်ခံစားနေရတာတွေအဆင်မပြေတာတွေရုန်းကန်နေရတာတွေကိုလည်းမိသားစုတွေတည်သွားအောင် ြောပြပါနှုတ်နဲ့ပြောလို့အဆင်မပြေရင်စာနဲ့ရေးပြောပါနံပါတ်6 emotional ဖြစ်တာနာကျင်စေတဲ့စကားတွေပြောမိတာ မကောင်းဘူးဆိုပေမဲ့တခါတလေသူတို့ရှိမှပောက်ကွဲ ပြစ်လိုက်တာငိုချပြစ်လိုက်တာအော်ဟစ်ပြစ်လိုက်တာကလည်းအားလုံးရင်ကိုပေါ့သွားစေပြီးအပြန်အလှန်နားလည်မှုရသွားစေတတ်ပါတယ်နံပါတ်9အရာအလုံးကို ကိုကပဲတာဝန်ယူမထားပါနဲ့တခြားမိသားစုဝင်တွေကိုလည်းခွဲဝေပေးပါမယူခြင်းမူမယူနိုင်မှုဆိုလဲသူတို့ထိုင်နေသူတို့ကံငါဘက်ကတော့တတ်နိုင်တာလုပ်ပေးပြီးပြီဆိုတာမျိုးနဲ့စိတ်ကိုဖြတ်ထားပါကိုကအကုန်လုပ်ပေးနေလို့သူတို့ဘာမှမလုပ်တတ်တော့တာမလုပ်ချင်တော့တာလဲတစိ့တစ်ပိုင်းပါတယ်ဆိုတာသတိရပေးပါမိသားစုနဲ့ပတ်သက်တဲ့မကျေနပ်ချက်တွေဆိုတာရှိတတ်ပါတယ် ။ငငယ်ကလေးကတရေတီလာခဲ့တာမှဘာဖြစ်ရှင်းမှုမှမလုပ်ခဲ့တော့ဒီမကျေနပ်ချက်တွေကတူတယ်ပူကြီးလာတယ်။အဆိုင်ခဲတရံဖြစ်လာတယ်။ကိုလည်းမပြောတော့လို့ကိုမိသားစုနဲ့လည်းအဆင်မပြေတော့ဘူး။ဒါကြောင့်ဒီအဆိုင်ခဲတွေကို ဖြောချပြစ်နိုင်မှုသိအရေးကြီးပါတယ်။ရှိနေတဲ့အဆိုင်ခဲရဲ့ဒုတယ်အကြီးအသေးပေါ်မူတည်ပြီးဖြောပြစ်ရတာလွယ်မလွယ်ကြာမကြာတော့ကွာကြလိမ့်မယ်။ တရင်ကောင်းကဘလောက်ကြီးတဲ့အဆိုင်ခဲပဲဖြစ်ပါစေအကုန်ပြုတ်သွားအောင် ဖြော်မပြစ်နိုင်အောင်ရော့သွားအောင်လုံလို့ရနိုင်နေဆိုတာပါပဲတိမ်မထားပါနဲ့မွေးမထားပါနဲ့အချိန်ကြာလေးတက်မိုးတက်လေလေဖြစ်ရအောင်မကျေနပ်မှုတွေဆိုတာဝိုင်းမဟုတ်ပါဘူးဒေါက်တာဖြိုးတီဟာသဘောချမိတယ်ဆရာဖြိုးတီဟာရဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ် အားလုံးပဲနားဆင်ပေးကြကြလို့ကျေးဇူးများ၏တင်ပါတယ်နော်။တာယာပေးခဲ့တဲ့နေလေးဖြစ်ပါစေ။